ားလုံးမင်္ဂလာညချမ်းပါမမုံတီလေး ဇုံမလေးချင်းများကို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 နေတိုင်းမှာတနာရီလောက်နိုင်အောင်လို့ကိုကို train ပေးနိုင်ခဲ့တဲ့ပုံစံလေးကိုမျှဝေပေးခြင်းနဲ့ဘာကြောင့်လဲဆိုတော့အလေးအကျင့်ကောင်းတွေဆိုတာဒီအလားတူပဲဒီလိုပုံစံမျိုးမင်းကကိုကိုကို train ပေးသွားရတာပဲဖြစ်ပါလေလေ့ကျင့်ရလို့ချင်တာပဲဖြစ်စာဖတ်ချင်တာပဲဖြစ်ဖြစ်သင်တန်းတွေဖွင့်ချင်တာပဲဖြစ်ဖြစ်ဗီဒီယိုတွေရိုက်ချင်တာပဲဖြစ်ကိုလုပ်ချင်တဲ့ပုံစံကိုကိုကိုဒီလိုပုံစံအတိုင်း train ပေးရတာပဲဖြစ်ပါတယ်အဲ့တော့ဖြစ်ရကတော့မတူဘူးဒါပေမဲ့ train ပေးတဲ့ပုံစံကတော့အတူတူပဲ ဲ့ဒါဟိုမုံကဟိုမုံအရင်ဦးဆုံးဇုံမလေးချင်ငယ်ကိုလှုပ်တယ်ဆိုတဲ့အချိန်မှာတနာရီအရင်ဆုံးစလှုပ်တာမဟုတ်ဘူးအရင်ဆုံးဟိုမုံက10မိနစ်ကနေစလှုပ်တာ10မိနစ်ကနေပြီးတော့ဟိုမုံတိုးပြီးတော့မှ12မိနစ်လှုပ်တယ်16မိနစ်လှုပ်တယ်မိနစ်20လှုပ်တယ်မိနစ်30လှုပ်တယ်အဲ့ဒီ30ကနေပြီးတော့မှတနာရီကိုတန်းပြီးတော့မှလှုပ်လိုက်တာပဲဖြစ်ပါတယ်ဒီလိုမျိုးပုံကို train ပေးတာကဟိုမုံရက်ပေါင်းအာ80ကျော်လောက်ရှိတယ်။ရပောင်း80ကျော်ဆိုတော့အာ3000နီးပါးပေါ့။3000ဝန်းကျင်လောက်ရှိတယ်။ နေတိုင်းနေတိုင်းဟိုမဟုတ်အဲ့လိုလုံနိုင်အောင်လို့ကို train ပေးတာပဲဖြစ်ပါတယ်ဟိုမဟုတ်ဘယ်နေရာကိုရောက်ရောက်ဟိုမှာအိမ်ကျန်တော့မယ်ဆိုလို့ရှိရင်ဘယ်နဲ့ဆော့ဆော့ထပြီးတော့မှလောက်တာမျိုးဒီလိုမျိုးနဲ့နေတိုင်းမပြတ်မကွက်လုံနိုင်အောင်လို့ကိုကို train ပေးသွားတာပဲဖြစ်ပါတယ်အဲ့တော့ဝင်လေးကဒီမျိုးကိုကြီးတဲ့မိတ်ဆွေကကိုကိုကိုဟာဘာနဲ့ပတ်သက်ပြီးတော့မှအကျင့်ငောင်းကိုလှုပ်ချင်တာလဲစာဖတ်တဲ့အကျင့်ငောင်းလားဒါမှမဟုတ်လို့ရှိရင်ကိုကကိုမကျက်တဲ့အကျင့်ဆိုးတစ်ခုခုပေါ့နော်အဲ့ဒီရာကိုကအကျင့်ကောင်းတွေအဖြစ်ပြောင်းလဲခြင်းနဲ့ဖန်တီးခြင်းနဲ့ဆိုရင်အများအစုကတခါလဲဒ the break ထဲတန်းပြီးတော့မှလှုပ်ချင်ကြတာဒါပေမဲ့မတို့ရဲ့ခန္ဓာကိုယ်ရောကိုယ့်ရဲ့စိတ်ရောအဲ့ဒီပုံစံတွေကတခါတည်းတန်းပြီးတော့မှလှုပ်လို့မရဘူးအဲ့ဒါနည်းနည်းချင်းစီနည်းနည်းချင်းစီနည်းနည်းချင်းစီနဲ့ညှင်း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 ပြီးတော့မှလှုပ်ပေးသွားတာပဲဖြစ်ပါတယ်အဲ့တော့ဒီမျိုးကိုကြည့်တဲ့မိတ်ဆွေကအကျင့်ကောင်းတွေလှုပ်ချင်တယ်ဆိုလို့ရှိရင်အဲ့ဒီအကျင့်ကောင်းကိုကိုယ်လှုပ်ချင်တဲ့အကျင့်ကောင်းကိုပလန်တစ်ခုချပါပလန်တစ်ခုချပြီးတော့ပြသွားပြီဆိုလို့ရှိရင်ကိုယ်တရက်ဆို day 1 day 2 day 3ဒီလိုမျိုးနဲ့ကိုယ်ကမှတ်ထားမှတ်ထားပြီးသွားပြီဆိုလို့ရှိရင်အဒီနေ့မှတော့ငါလှုပ်ဖြစ် ်တယ်ဒီနေ့မှတော့မလုပ်ဖြစ်ဘူးအဲ့လိုလှုပ်ထားခြင်းအားဖြင့်အမုံလည်းအရင်တော့ကအကျင့်ကောင်းကိုနေတိုင်းမလုပ်နိုင်ဘူးနေတိုင်းမလုပ်နိုင်တဲ့ခါကျတော့အမုံကိုကိုကိုမိုးရဲ့ coach ကပြောတယ်ကိုကိုရိုးသားလို့ပြောတယ်အဲ့ဒီအတွက်ကြောင့်အမုံကမလုပ်နိုင်ဘူးဆိုလို့ရှိရင်မလုပ်ဘူးလုပ်နိုင်တယ်ဆိုလို့ရှိရင်လုပ်နိုင်တယ်အဲ့လိုမျိုးနဲ့အမုံမှတ်ထားတယ်ဆိုတဲ့အချိန်မှာနေတိုင်းနေတိုင်းမပြတ်မကွဲလက်ချင်ကန်လှုပ်တဲ့အရာနည်းတူတခြားအရာတွေကိုလည်းအမုံလုပ်နိုင်ကြတာပဲဖြစ်ပါတယ်အဲ့တော့ဒီပြိုကိုကြည့်တဲ့မိတ်ဆွေလည်းအကျင့်ကောင်းတွေကိုကို train ပေးပါအကယ်၍ကိုကအကျင့်ကောင်းတွေကို train ပေးရတာခက်နေတယ်ဆိုလို့ရှိရင်ကိုရဲ့စိတ်အကြောင်းကိုအရင် င်လေ့လာကိုယ့်ရဲ့ခန္ဓာကိုယ်အကြောင်းကိုအရင်လေ့လာကိုယ့်ရဲ့အတွေးခေါ်တွေဘယ်လိုတွေးလဲဆိုတာကိုအရင်ဆုံးလေ့လာပါအဲ့လိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်ဘောကအတုံးချစစ်ပညာလို့ခေါ်တဲ့ neuro linguistic programming ကို basic အခြေခံသင်တန်းတစ်ခုကိုဇုံးကနေပြုလုပ်ပေးထားတဲ့ 2day training ရှိပါတယ်အဲ့ဒီ 2day training ကို group member ကြီးဝင်ပြီးတော့မှဝင်ရောက်လေ့လာနိုင်ပါတယ် group member ကြီးအနေနဲ့9000ကျပ်တာပေးသွင်းရမှာပဲဖြစ်ပါတယ်လို့ပြောရင်းနဲ့ဒီ video လေးကိုဆက်သက်ချင်ပါတယ်ကျေးဇူးတင်ပါတယ်